ကြာတော့မဲ့နေ့ရက်တခုမှာကျွန်တော်တို့တွေတနိုင်ငံလုံးဒီလိုမျိုးပျော်ရွှင်မှုကိုရရှိဖို့အရေးကြီးပါတယ်။ဒါကြောင့်နေ့စဉ်နိုင်ငံရေးအသည့်နိုင်ငံရေးတတိမပြတ်ဖို့အားလုံးအစေးစား and i I'm so descriptive like an adjective. I got a vendetta against people who patented being negative when you should be getting after it. I got facts over facts over tracks. This and that spitting slow, speaking fast. I can roast, I can gas. Think I'm okay and last, but I don't know if that can erase all the past and the pettiness. အဲ့ဒီနေ့မနက်မိုးလင်းတော့မင်္ဂလာသတင်းပါပဲเนาะအာနတ်ခခငားလဲ mm. <laughs> mm. လက်ရှိချိန်ထိတက်မတော်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်อืมနောက်ပတ်ခေါက်လည်းတက်မတော်ကထိန်းချုပ်ထားပါတယ်ဒီမနက်အမ်းမှာတော့ငြိမ်သက်နေပါတယ်ဟာဒီသတင်းကောင်းလေးကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်တပတ်ကဒါဟိုဘက်ရက်ကောက်ကအနီတွေလောသလိုနောက်ခါကငါကြာသွားပြီတို့နော်အမ်းကြာသွားပြီတို့လုံးဝမဟုတ်ပါဘူးခင်ဗျာလက်ရှိချိန်ထိတက်မတော်ထိန်းချုပ်ထားဆဲဖြစ်ပါတယ် ကဲမနေ့မိုးလင်းလို့တဲ့ဘုံမတွေကထပြီးရောနခကငါးတွေရောမောင်းတော့တွေရောသူတို့တွေထိန်းချုပ်ထားရတယ်ဆိုပြီးထပြောတာအမှန်တော့ဘုံမတွေကမနေ့မိုးလင်းတာမဟုတ်အိမ်မက်မက်နေတာသူတို့ကိုသူတို့မိုးလင်းနေပြီးအောင်းမိနေတယ်တကယ်တော့အိမ်နေတော့အိမ်မက်တမ်းမှာဖြစ်ကျင်နေတာတွေကိုထပြောနေတာဂုံတိုက်ခါကြီးဘုံလုံးကိုမရှိတဲ့လူကိုဖြစ်သွားတယ်ဟမ်တမ်းတော်ရဲ့ဂုံတိုက်ခါကြီးကိုကြပါလား တမတော်တမိုင်းမှာဒါခက်ဆက်ဆက်ကျွန်တော်ဒီဘောမင်းနဲ့ကာကျွန်းနေတော့တန်းနေဖြစ်သွားပြီဗျဒီဘောမင်းကတော့ပြည်သူတွေအထီးမနာဘူးဗျဒီနော်ဒီဘောဒီဘောမင်းကခုကာကျွန်းကြီးနဲ့အကြမှာပြည်သူတွေကတော့အထီးနာတယ်ဘယ်လိုမလဲနော်မာရဝူဇီယာဖျားတကာကြီးကိုပဲပြောတော့မယ်နော်မာရဝူဇီယာဖျားတကာကြီးကာကျွန်းကြီးကိုစိတ်ကုံတော့မယ်ကာကျွန်းကြီးကိုစိတ်ပြက်နေပြီစိတ်ပြက်နေကာတော့ကာကျွန်းကြီးရဲ့လုံပုံကိုင်းပုံမာရဝူဇီယာဖျားတကာကြီးရဲ့လုံပုံကိုင်းပုံတွေကိုစိတ်ပြက်နေပြီတော်တော်ကြီးကိုစိတ်ပြက်နေကိုင်းပုံတွေကိုစိတ်ပြက်နေပြီ တော်တော်ကြီးကိုစိတ်ပြင်းနေနိုင်နေအာစူတာတီ SME တွေပုံဖို့လိုအပ်ပါတယ်ပုံကိုတုံးရမယ်ဒီအချိန်မှာမတုံးရင်ရပါရင်ဒီလင်းရင်တွေကကျွန်တော်တို့တက်မတော်နေစေးပြခန်းနာမှာအလှပြရုံတက်တက်ပဲဖြစ်သွားလိမ့်မယ်ဆိုတော့ကရဘပြောနေရဘပစ္စည်းကိုကျူကျူခေါ့ပဲပြမနေနေတဲ့သူလည်းပြအောင်နဲ့ခုရောက်ရှိသွားပြီဖြစ်တယ်အနာခခငါကြာသွားခဲ့ရင်တော့အဖကာကြုတ်ကြီးကို အပြစ်မပြောပါနဲ့တဲ့အဘဒုချုပ်ကြီးကိုအပြစ်မပြောပါနဲ့တဲ့ဘာကာချုပ်ကြီးတို့အဘဒုချုပ်ကြီးတို့ကိုအပြစ်ပြောနေတာမင်းတို့ပဲပြောနေတာတော်လိုင်းဘက်ကလူရဲ့အပြစ်ပြောချီးကျူးနေတာဘာလို့လဲသူတို့ရဲ့ခေါင်းနေနဲ့အခုလိုမျိုးနီးပြွားတွေဆွဲပြီးကြိုက်နေတော့ငါတို့တွေနိုင်နေတာသူတို့နေရာမှာသူတို့တော်တဲ့တကယ်တော်တဲ့ကောင်နေချင်းငါတို့နိုင်မှာမဟုတ်ဘူးအဲ့တော့အပြစ်ပြောဦးစိတ်ချငါတို့ချီးကျူးနေတာဒါလာပြီးတော့လူနေလို့လဲကြီးတူတင်နေ အလုံးပဲမင်္ဂလာပါကိုကျက် Revolution Reaction Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီလိုလေးတွေကို reaction မလုပ်သွားပြီးခင်မှာတော့ယနေ့ဒီဇင်ဘာလ10ရက်နေ့တနင်္ဂနွေနေ့ရက်မနေ့ပိုင်းထိရရှိတဲ့သတင်းချို့ကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ဒီကောင်းဆောင်များက၎င်းတို့ဤကိုကျိုးစီပွားအတွက်နိုင်ငံတော်အာဏာကိုမတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ1408ရက်ရှိပြီဖြစ်ပါတယ်နိုင်ငံတော်ဝန်စစ်ခွေးတည်ဆုံးမှုတရက်တာတည်ဆုံးမှုစီးရင်မှာတော့ရန်ကုန်တိုင်းမော်ဘီမြို့နယ်မှာ15ကောင်တခိုင်မီနယ်ဂွမ်မြို့နယ်မှာ120 ိုင်းပြည်နယ်အမ်းမြုံနယ်မှာတရားပြည်မီနယ်ဟာခါမြုံနယ်မှာ၃ကောင်မကွေးတိုင်းရေစကြူမြို့နယ်မှာ၁ကောင်မကွေးတိုင်းထီးလင်းမြို့နယ်မှာ၂ဦးလင်းဝင်ရောက်ပြီးတော့ပဲခူးတိုင်းကျိုးပင်ကောက်မြို့မှာတော့၁ကောင်သုံးခဲ့ပြီးဂိုးတိုင်းအုပ်ဖို့မြို့နယ်မှာတော့ PDF တပူးတင်မကောင်းစွာပြင်ကြာဆုံးခဲ့ရသလိုသလေးတိုင်းမြင်းကြံမြို့နယ်မှာလည်း PDF ၂ဦးတင်မကောင်းစွာနဲ့ကြာဆုံးခဲ့ရတာသိရှိရပါတယ်နောက်ထပ်သတင်းတပူးမှာတော့ဂိုးတိုင်းဒိုင်ဦးမြို့နယ်တက်စကော့ကြီးရွာမှာအခြေဆိုင်ထားတဲ့ခလာရ30တရင်မှာရှည်ရွန်းတဲ့စစ်သားများထွက်ပြေးခြင်းကြာဆုံးခြင်းနဲ့ စစ်တုံပန်းဖြင့်ဖမ်းဆီးခံရမှုများမြတ်ပြနေသဖြင့်တရင်မှုကတင်ကြိုင်ကုန်ကိုပြန်စည်းကိုခတ်၍ရေရချေခိုင်းနေကြောင်းတက်တွင်းသတင်းရင်းမိကနေပြီးဖော်ပြထားတာတွေ့ရှိရပါတယ်။ဒီတောင်တိုင်းစစ်တနာချုပ်လက်အောက်ခံတက်ဖြစ်သောဒိုင်ဦးမျိုးနဲ့တက်စကော့ချီရွာအခြေဆိုင်ခလာရ30တရင်အတွင်းတစ်သားတည်ဆုံးမှုများမြင့်တက်လာသဖြင့်အကိုးမျိုးနဲ့ရွာသစ်ရှိတိုင်းတာကြီးတင်ကြံကိုအိမ်မက်အရာတွားရောက်ခံစည်းလို့ခံရင်ရေရချေနေကြပြီဖြစ်ပါတယ်။ဒါကတော့မင်းအောင်လိုင်ရဲ့ဒီခွေးလိုမပြောရပါဘူးသူတို့ဘောမထားတဲ့ကောင်ကလည်း ရေရယာမင်းဆိုတော့လေဟုတ်တဲ့သတင်းတွေပေါ်မှာတော့မကွေးတိုင်းထင်းလေးမြို့နီးစစ်ကြောင်းမူဘိုလ်ကြီးအောင်စိုးဦးပေါဝင်ကျမ်းပတ်စစ်သားရှေဦးတေဆုံးခဲ့သည့်တိုက်ပွဲဖြစ်စဉ်မှာလှုပ်ဝက်ရုံအစီရင်ခံစာမှာတော်လိုင်းဤတများထံသို့ပေါက်ကြားလာကြောင်းထင်းလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတများကထုတ်ပြန်လိုက်ပါပြီဘိုလ်ကြီးအောင်စိုးဦးဦးဆောင်သောစစ်သားနှင့်ပြူစောတီ80ဦးသည်စစ်ကြောင်းကတော်လိုင်းဤဖွဲ့များခြေကုပ်ယူထားသော စခန်းကြီးဘက်သို့တက်လာစဉ်ရန်ကုန်ခရိုင်တရင်နှင့်တရင်၄တရင်၁၀တရင်၅ တရင်16နဲ့ကြီးလင်းမြို့နယ်ဒရုန်းတစ်ဖွဲ့တို့ကပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့တိုက်ပွဲမှာတော့အချမ်းဘတ်စစ်တပ်ဘက်မှ MI-35 ဖြင့်လေကြောင်းပစ်ကူနှစ်ကြိမ်လာရောက်ပစ်ခတ်တိုက်ခတ်ခဲ့ပြီးဗိုလ်ကြီးအောင်စိုးဦးပောင်းဝင်းလောင်းရှစ်လောင်းကိုလည်းတင်းစီရရှိပြီးယူစောထီတပ်ဦးကိုလည်းအရှင်ဖမ်းမိခဲ့ပါတယ်။တိုးပါတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီးအချမ်းဘတ်စစ်ကောင်စီတပ်သားများထက်ရရှိကိုတင်ပြသည့်လှုပ်ဝက်အစီရင်ခံစာကိုတော်လိုင်းကြီးတင်များကပေါ်ပြလိုက်တာဖြစ်ပါတယ်။ ော်ဒေါက်တာတရင်ပုံမှာတော့ရခိုင်ပြည်အမ်းမြို့နယ်ခြေဆိုင်အနောက်ပိုင်းတိုင်းစစ်တပ်နာချုပ်မှအေအေတမျှဤဝိုင်းဝူပိတ်ဆို့ခြင်းခံရရပြီးဥကန်နေတော်လဲစစ်သားအများစုမှအလင်းဝင်လိုပြီးအသက်ရှင်ခွင့်ရရန်လိုလားနေကြကြောင်းရန်ကုန်နဲ့နေပြည်တော်နေထိုင်ကြသောနောက်ပိုင်းတိုင်းစစ်တပ်နာချုပ်အတွင်းမှစစ်သားများ၏မိသားစုများကပြောထားတာကိုသိရှိရပါတယ်။ထို့တော်လဲတမူးများကအေအေကမင်းတို့ကိုဖမ်းမိရင်တက်မီဖြစ်မီဖြစ်၍အသေးခံတိုက်ပွဲဝင်ရန်သာအမိန်ပေးချိန်ချောင်းနေကြောင်းသိရှိရပါတယ်။ မဟာဗျူဟာရဘောက်ကွက်တီးယားလှပါတယ်ခင်ဗျအခြေတလဲနောက်ဆုတ်ပေးတာပါပေါ့နော်စသည်ဖြင့်ပြောကြတယ်သေချာတာတစ်ခုကတော့အမ်းမှာရှိတဲ့ရှင်မြန်တရင်တွေကနာပါခရဲကိုတွားရောက်ပြီးပူပေါင်းရပြီနော်ကျွန်မအမ်းကြခြင်းမကြခြင်းကိုပြောနေတာမဟုတ်ဘူးနော်အမ်းမှာကြံရှိနေတဲ့ရှင်မြန်တရင်တစ်ခုကနာပါအမ်းကြခြင်းမကြခြင်း तू မပြောဘူးကိုပေါ့ကူတိ तू ပြောနေတာကအထင်းမှာရှိတဲ့စသားတွေကပြန်ဆုတ်သွားပြီဒါအမ်းကြတာမဟုတ်ဘူးကိုပေါ့ကူတိအခါရဲကိုတွားပြီးပူပေါင်းရတယ်ဆိုတဲ့သတင်းတွေကျွန်မကြားသိရတယ် ဆိုတော့တခုရှိတာကဒီရခိုင်ပုံကျွန်မတို့တက်မ66နဲ့တက်မ88ကဇာနေမောင်ဘွားပြည့်ချက်သားတွေစစ်ကူရောက်နေပြီစင်ရအင်မတန်ဖြည့်တင်းထားโอเคပြောရကြားရနော်ဇာနေမောင်ဘွားအตาများအကုန်ပို့လိုက်ပြီဟိုမှာဟင်ဒီဇမ9ရက်နဲ့6ရက်နဲ့ရက်စတာကျွန်မတို့ရခိုင်မှာ ရခိုင်ပြည်မှာတမတော်ကနေပြီးတော့ဝိုင်းတွဲလိုချပိုက်တာတို့နဲ့ပြက်ခတ်ရှင်းလင်းတယ်ဆိုတဲ့တင်နေကြသေးရတယ်တချို့တချို့တော့မြေပြင်တင်နေမှာဆိုလို့ရှိရင်ပေါ့နော်ဒီဝိုင်းတွဲတွေချပိုက်တာတွေနဲ့ဘုံလုံးရေ80ကျော်ကြေးချတိုက်ခိုက်ခဲ့တယ်လို့တင်နေကြရတယ်ဒါပေမဲ့ဘုံလုံးရေ80ကျော်ဝိုင်းတွဲချပိုက်တာတွေနဲ့တိုက်ထားတော့မှဒီနေ့နောက်ပါခတဲ့အထိအခြေအနေတွေက နေသက်ချန်ပီယံထီလာရောက်လာပြီးအာနာခကငားမှလည်းပဲအတွင်းစီးတဲ့ရောက်နေပြီဆိုတဲ့ကဝိုင်းတွဲနဲ့ချဖိုက်တာကထိရောက်မှုမရှိဘူးဆိုတဲ့သဘောအဲမင်းအောင်လိုက်ကြားတယ်နော်မင်းရဲ့ဝိုင်းတွဲတွေချဖိုက်တာတွေကထိရောက်မှုရှိဘူးတဲ့မင်းတို့ပြောနေပြီဒါကြောင့်မို့လို့လာရှိုးကရာမခလိုပဲရခိုင်ကနာပါခကိုမကြခြင်းမှုဆိုရင်ကျမတို့ကဝိုင်းတွဲတွေချဖိုက်တာတွေတော့လုံးမဖြစ်ပါဘူး SU 30 ျမတို့ရဲ့ရှားနိုင်ငံထုံဝယ်ယူထားတဲ့ SU30 တွေသုံးပေးပါတယ် SU30 တွေသုံးပေးပါနောက်တစ်ခုကျမတို့ဒီ MIG 29เนาะ match ဒီဗီဒီယိုတွေကတော့တကယ်တော့ record ပါပဲပြည်သူတွေကိုတစ်ဖြတ်ဖို့အတွက်ဓာရီကိုဘလူသုံးခိုင်းနေလဲဘလူမျိုးနောက်ကအားပေးနေလဲဟိုတာကအစ်စ်ထောက်တိုင်ဒီအနေနဲ့လုပ်နေတဲ့အရာတွေဖြစ်ပါတယ်ဒီဗီဒီယို record တွေနဲ့တနေ့ကြာရင်တို့တွေတော်လိုင်းကြီးကာလာပြီးတဲ့ချိန်ကြာရင်တော့ဒီမတင်သေးရင်တော့ပြန်ပြီးတော့ဓာရီကိုဖြည့်ရှင်းရမှာဖြစ်ပါတယ်29နေ့ အာစူတာဒီ SME တွေတုံးဖို့လိုအပ်ပါတယ်တုံးကိုတုံးရမယ်ဒီအချိန်မှာမတုံးရင်ကဘာကြီးဒီလင်းတွေကကျွန်တော်တို့တက်မတော်နေစေးပြခန်းနာမှာအလှပြရုံတက်တက်ပဲဖြစ်သွားလိမ့်မယ်ဆိုတော့ကရဲ့အဘပြောနေရဲ့ဘာပစ္စည်းကိုကျူကျူခေါ့ဘယ်ပြမနေနေတဲ့သူလည်းပြအောင်နဲ့နေပြီးတော့မှကျူကျူခေါ့ဘယ်ပြမနေနေတဲ့အာကျွန်တော်တို့ရေပြင်မှာကတော့အတမ60ဆနဲ့တမ88ချိန်မြန်တက်ရင်လေချိန်လင်းတက်ရင်လေကစစ်ဝင်ရဖြည့်ပြီးထားပြီးဖြစ်တဲ့တော့ဝင်းဟင်ကနေပြီးတော့ကျွန်တော်တို့ဒီ ဝိုင်ဒရိုက်တွေချက်ဖိုက်တာတွေမဟုတ်ဘဲနဲ့ SU သားကြီးကို MJ29 လို့နဲ့အပေါင်900နဲ့မလောက်ကြပေါင်1000ပေါင်1000နဲ့မရောက်ရင်ပေါင်3000နဲ့ကျဲချတိုက်ခိုက်ဖို့ပဲကျွန်တော်တို့မှလိုအပ်ပါတယ်။ကဲပေါင်3000တွေတော့သုံးခိုင်းပြီးတော့ပြည်သူတွေကိုလှုပ်ခိုင်းနေပြီနော်ဒီလိုမျိုးပြည်သူတွေကိုပြက်ပြက်ကနေပြီးတော့ဝါးတွေပြက်အောင်လှုပ်ခိုင်းနေတဲ့သူတွေကတော့ဒီလောကကြီးထဲမှာရှိဖို့မသင့်ပါဘူးဗျာ။ဟဲ့စီးရေကိုစီးရေပြပြတာတာရန်ငါစီးပြက်ဖို့ပဲလိုအပ်ပါတယ်။ဆိုတော့ နာခကငါကဘိုးချုပ်သူရင်ထုံးတဲ့တော့ကတမန်တော်သားအားလုံးကိုလေးစားပါတယ်အင်မတန်မှလည်းကောင်းယုံဖြစ်ပါတယ်အာဒီရခိုင်နဲ့ပတ်သက်လို့စည်ရသတင်းကိုကျွန်မကရှေ့လေးစားရနေကိုယ်တိုင်သွားပြီးတော့ကပြပြောပြလိုက်လေဟို15ရဲ့အရင်20လောက်တည်းကကျွန်မပြောပူးတယ်တချို့ကတော့ပြောမယ်ပေါ့နော်စီးရီးတွေကဗနလာပင်ပြီးနိုင်မယ်အဲ့ဒီလိုပြောတဲ့အချိန်မှာကျွန်မရခိုင်အကြောင်းကိုလွန်ခဲ့တဲ့15ရက်ရက်20ရက်ကကျွန်မပြောခဲ့ပူးတယ်ရခိုင်တပင်းနယ်လုံးမှာကျွန်မတို့က စီရေပြောရဲဆိုတာကမနေ့ကကြားတဲ့တိုက်ပွဲတရင်ဒီနေ့ကကြားတဲ့တိုက်ပွဲတရင်အဲ့ဒီလိုမျိုးကိုပြောရတာမဟုတ်ဘူးစီရေတရင်တွေကိုသုံးသက်တဲ့အခါမှာနောက်တစ်နှစ်အတွင်းမှာဘာဖြစ်နိုင်တယ်လဲနောက်တစ်နှစ်ရဲ့မပူတူကဆရာကြီးနော်ဘာဖြစ်လို့လဲနော်ဆရာကြီးဆရာကြီးဖေမှုတော့တော့မြင်နေသေးရဲ့နော်ဤသူတွေကိုတော့ ့အကျဉ်းမှာဘာဖြစ်နိုင်တယ်လဲကိုပြောရတာဖြစ်တယ်။ဒါကြောင့်မလို့ရခိုင်တမီနယ်လုံးကအန်ဒီလည်းပဲတောင်ခမ်းနဲ့အတူတူဖြစ်နေမယ်။အန်ရခိုင်ပြည်နယ်အချင်းပြည်နယ်ဖလန်းရှမ်းမြောက်ကတောင်ခမ်းအန်ဖလန်တောင်ခမ်းတောင်ခမ်းမှာဆိုလို့ရှိရင်လည်းတောင်ပလောင်တွေကတောင်ခမ်းကိုရပြီလို့ပြောနေပေမဲ့ဒီနေ့ဒီချိန်ထိတောင်ခမ်းကဂျပန်သမားကြီးအလားကဲအန်တောင်ခမ်းနဲ့ဖလန်နဲ့အန်ဖလန်တောင်ခမ်းနဲ့အန်ဖလန်တောင်ခမ်းကြာရင်တော့မပူတူပါဖြစ်မလဲဆိုတာတော့စောင့်ကြည့်ရမှာပဲ။တောင်နဲ့ပုံ ပုံအောင်နေတယ်ဆိုတော့ကအန်ဖလန်တောင်ခံအတူတူပဲဖြစ်နေမယ်ရခိုင်တပင်းနယ်လုံးမှာတမတော်ကနော်အန်အဲလက်ရှိနာခခငါးပေါ့နော်နာခခငါးပါဝင်အမျိုးတော်စစ်တွေအကျွန်တော်တို့နဘာခတောင်ကုတ်အနောက်တစ်ခုကမန်အောင်ကျုံးပထဝီနိုင်ငံကြီးကတိတ်ကိုအေးပါတယ်ဘင်္ဂလားပင်လယ်အော်ထဲမှာတရှိနေတယ်ဒီကြောင့်ကိုကျွန်မထက်ခါထက်ခါပြောပို့တယ်ဆိုတော့ရခိုင်ပြည်နယ်ထဲမှာတမတော်ကအများဆုံးမြို့၅မြို့နဲ့၆မြို့ကိုသာပဲအခြေကုတ်အနေနဲ့ထိန်းချုပ်ထားပြီးတော့ကျန်တဲ့မြို့တွေကိုရခိုင်အေးအေးတွေကထိန်းချုပ်ပါလိမ့်မယ် ကျမပြောတာအေးအေးကထိန်းချုပ်တယ်လို့ပြောတာနော်ကျမအေးအေးကအုပ်ချုပ်တယ်လို့ပြောတာမဟုတ်ဘူးထိန်းချုပ်နေမြေစိုးမွနေမြေအုပ်ချုပ်နေမြေလို့ရှိပါတယ်ထိန်းချုပ်ချုပ်အုပ်ချုပ်ချုပ်နေတို့ကြိတ်မှာကြိတ်မှာပဲဒါလေဒီ9မြို့နယ်လောက်ကိုပဲတက်မတော်ကအခြေကုတ်ယူပြီးတော့ချမ်းသာသမားတွေကိုနှိမ်နင်းနိုင်ခြင်းရှိပါတယ်ခြေကုတ်ယူတာမဟုတ်ဘူးဒါပဲကြံတော့တာဒါကူရောက်ရှိသွားပြီဖြစ်တယ်ငါခခငါကြသွားခဲ့ရင်တော့အဖကာချုပ်ကြီးကိုအပြစ်မပြောပါနဲ့တဲ့ အဘဒုချုပ်ကြီးကိုအပြစ်မပြောပါနဲ့တဲ့ဘာကချုပ်ကြီးတို့အဘဒုချုပ်ကြီးတို့ကိုအပြစ်ပြောနေတာမင်းတို့ပဲပြောနေတာတော်လိုင်းဘက်ကလူရဲ့အပြစ်ပြောချီးကျူးနေတာဘာလို့လဲသူတို့ရဲ့ခေါင်းနေနဲ့အခုလိုမျိုးနီးပြွာတွေဆွဲပြီးတိုက်နေလို့ငါတို့တွေနိုင်နေတာသူတို့နေရာမှာသူတို့တော်တဲ့တကယ်တော်တဲ့ကောင်တွေရှိရင်ငါတို့နိုင်မှာမဟုတ်ဘူးအဲ့တော့အပြစ်မပြောဘူးစိတ်ချငါတို့ကချီးကျူးနေတာဒါကပြီးတော့လူနေလို့လဲကြည့်သူတင်တယ်အောက်လက်တွေမှာ အောက်ခြေတွေမှာဒီအဘကချုပ်ကြီးတို့အဘဒုချုပ်ကြီးတို့ မတိနိုင်အောင်လိန်ညာပြီးတော့မှအထက်ကိုတင်ထားတဲ့အရာတွေအများကြီးရှိပါတယ်တဲ့အဘကာကြုတ်ကြီးဦးမင်းအောင်နိုင်နဲ့ဒူးကြုတ်ကြီးကဂျီရမခကြသွားပြီဆိုကြသွားမှသူကတိတာအေးဘောကြသွားမှတိတာဗောကြပါပြီဆိုမှတော့တော်တက်မရိုဒါမိတက်မရိုဒါအဖာဆိုတဲ့စိတ်နဲ့ကျွန်တော်အဖေကတက်မရိုထဲမှာကြီးပြင်းခဲ့တက်မရိုဒါ ပင်စင်စားဖြစ်တယ်ကျွန်တော်ဒီတက်မတော်သားလုပ်ခဲ့ဘူးတဲ့ဟိုတကောင်တည်းကဆွေနဲ့မျိုးနဲ့ဘောမာတာတဲ့ဖြစ်တဲ့အချိန်ကျမှအကုန်လုံးကဝုံသုံးကားဖြစ်ပြီးတော့မှဖြစ်ကုန်တာနော်ကျွန်တော်ကပြောချင်တာအဲ့ဒါကိုပြောချင်တာအဲ့တော့နာခကငါပြောတယ်သူကကြသွားအခုလည်းနာခကငါကြပြီလားသူမကြသေးဘူးနော်အန်းကတော့အချိန်တွေကပို့ပြီးတော့မှပြန်လဲကိုယ့်ဘက်ကနေပြီးတော့တောင်းတင်းခိုင်မာနေတဲ့အနေထားကိုပြန်ရောက်ရှိလာတယ်ဒီနေ့ညနေဟိုဘက်တော့က မင်းတို့ကောင်တွေအခုချိန်ကြီးရမခတော့မကြသေးဘူးអော်နေသေးတာပဲနားပါကမကြသေးဘူးပြောတာတော့တိတ်တော့မဆက်ပါဘူးကွာညနေဆိုရင်အခု6:00ကြော်တော့ကဖြစ်မယ်ဗျာနော်ပမာဟိုစစ်ကူတွေလာတယ်ကျွန်တော်တို့အများအားអော်တယ်လေអော်တာကိုမကြားရတာမသိတာလားဘလို့ဖုံးကွက်ထားတယ်တော့မသိဘူးပေါ့နော်ဒီကျွန်တော်တို့ပြောတဲ့ဒီအန်အခြေအနေတွေဆန်းအောက်မှာအဖအေးအဆင်ပြေပါတယ်အဖဘာမှမဖြစ်သေးပါဘူးနော်အခုသူများတွေပြောတယ်ကျွန်တော်ပြောတယ်ဒူတိုင်းမူတဲ့ခင်ဗျားတို့အဲ့လိုမျိုး message တွေနော်လာလာပို့တယ်ကျွန်တော် ခမားတို့အဲ့ဒါခမားတို့ကြာရှုံးမယ်နော်ခမားတို့အဲ့လို message တွေရဲမေတွေဘူမတိကိုမတိနဲ့ရှောက်လာပို့နေကျွန်တော်ကျွန်တော်ကခမားတို့ပို့တဲ့ message တွေကိုအကုန်သိမ်းပေးထားတယ်ဘာလို့လဲအဲ့လို message တွေသိမ်းပေးထားခြင်းကခမားတို့ကာကွယ်ခြင်းလို့နော်ဒီလိုဒီလိုမျိုးရှိပါတယ်ဒီလိုမျိုးပြောပြခြင်းလို့ရဲမေတွေတော့သူကတက်ပြီးကာကွယ်ဝင်သူကမင်းကိုမင်းပဲအရင်ကာကွယ်ပါဦး message ပါလာဖို့လဲဆိုတော့ဒူတိုင်းမှုကမရှိဘူးလေဘယ်နဲ့ဒူတိုင်းမှုမရှိရမှာလို့ဒူတိုင်းမှုကဒီကဒီရဲစီကနေဒူတောင်းကိုကြီးနေသွားတဲ့ဥနေမျိုးအောင်လားမသိဘူးနော်အဲ့မှာရက်ခိုင်းမှာ တိုင်းမူကဒေသ20နှစ်ကဗိုလ်ချုပ်ကျော်သွားဦးစစ်တွေမှာရှိတယ်။နော်ခင်ဗျားတို့ဘူမတိကိုမတိနဲ့ဒူတိုင်းမူကိုတိုင်းဒီနေ့တိုင်းမှာရှိနေတဲ့စစ်တီရဲမေမိသားစုအကုန်လုံးအားပေးနေတာကျွန်တော်ကိုတိုင်းသိတာနော်ကျွန်တော်ကိုတိုင်းနားနဲ့ဆက်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 ကြားတာဘာပြောလဲဆိုတာကျွန်တော်မပြောချင်လို့ဟုတ်ပြီလားဒီမှာပြောလို့မရလို့အဲ့တော့အန်အခြေအနေလည်းဘာမှမဖြစ်သေးဘူးအတိကအားကောင်းနေတာကဗမော်အခြေအနေဗမော်ကကျွန်တော်တို့ဘက်ကပြန်ပြီးတော့80ရာခိုင်နှုန်းလောက်ကိုပြန်ပြီးတော့ကျွန်တော်တို့ကျွန်တော်ဒါအမှန်နေပြောတာ ိုလိုလျှောက်ပြောတာမဟုတ်ဘူးမင်းကလေအမှန်တည်းပြောလားလျှောက်ပြောလားဘာမှမမေးဘူးမမမင်းပြောနေတာမင်းကိုကိုလေးပြမလို့ပြစ်မနေနဲ့မင်းတတိနေရဘောမတွေပဲနားတောင်ပြီးတော့ဘောမတွေကပဲမင်းအမှန်တည်းနေကျန်တဲ့ကောင်တွေမင်းကိုဝိုင်းဟားနေတာစစ်တပ်ကလေးတဲ့စကန်ကိုယူရပြီးပြစ်တာပြက်ချွတ်လိုက်လို့ပြက်ခတ်လိုက်လို့ရေးရသေးတယ်အခုဟာကစကန်လေးကိုကြာပြီးလူတွေတေးချေကုန်နေဆိုတော့စစ်သားတွေတေးချေကုန်နေဆိုတော့ပုံလုံးပြောတယ်။ဟုတ်ပါတယ်ခင်ဗျားတို့ပြောလို့ပဲတနိုင်ငံလုံးကစကန်တွေကုန်ပြီးတောင်းမရှိတော့ဘူးမင်းတို့ရေးဆိုပဲတနိုင်ငံလုံးကုန်ပြီးမရှိတော့ဘူး။နော်အဲ့လိုဖြစ်နေတခါကျတော့လေတတင်းတွေကိုကလိကချစ်ရတာမြင်ကလေးကျွန်တော်တို့ရင်ထဲမှာဘာတွေ့ပြီလဲဆိုလူတွေကိုအစိတ်ခံနေတာပဲဒါလူတွေကိုအစိတ်ခံနေတာပဲလူတွေကိုထင်အောင်ကဲကျော်မျိုးမင်းကတော့ဒါမင်္ဂလာမှာဖြစ်ခဲ့တဲ့ကိစ္စလေးကို အခက်ခံရမှုမှာအခုလိုမျိုး15ရောက်တည်သွားတယ်ဆိုပြီးတော့ရေးထားတဲ့ပတ်သက်ပြီးတော့မချေမနဲ့လုံးဝဖြစ်နေပါတယ်။ဘာဖြစ်လဲဆိုတော့သူ့အနေနဲ့ကတော့လုံးဝကိုသူကမသိဘူးပဲဆိုတော့ကြားချင်တာပါဘာမှမထီးဘူးပဲသူကကြားချင်တာပါ။သူ့လိုမျိုးကြားတဲ့အခါမှာတော့ပဝင်းကြီးကလူတွေကိုမေးလာဆိုတော့လေမေးတယ်ဆိုတာသူမတွေ့ရဘူးလို့ပြောပါတယ်။အဲ့တော့သူကိုတဲ့ဒိဋ္ဌိနာနာအနေနဲ့ထွက်မေးဖို့ကြတော့လေအစင်ရမပြေပါဘူး။ဘာလို့ထွက်တာနဲ့ तू ပြန်အိမ်ရောက်မှာမဟုတ်ဘူးဆိုတော့သူ့ကိုယ် तू တိနေတဲ့အတွက်ကြောင့်ပြီးပြီးသူတွေရတဲ့သူ့ကိုတွေ့ဖြေမှာမဟုတ်ဘူးဆိုတော့ तू တိနေတဲ့အတွက်ကြောင့်အားလုံးပဲဒီဗီဒီယိုလေးမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့အားလုံးသိတဲ့အတိုင်းပဲကြောင်းမဲဆရာတော်ကြီး ကြောင်ဖြစ်ပါတယ်။ကျောင်းမဲတွေရဆရာတော်ကြီးကဆိုရင်တော့သူ့ရဲ့မွေးနေ့ပွဲကိုကျောင်းမဲမျိုးမှာကျင်းပဖို့အတွက်ပြည်သူတွေကလှုပ်တဲ့ချိန်မှာတော့အကျင်းပဖို့တားမြစ်ခဲ့ပြီးတော့ကျောင်းမဲမျိုးကြီးခုလူမျိုးဘုံကျဲခံရပြီးပြည်သူတွေပြီးလွှားနေရတာသူ့ဘက်ရင်ထဲမှာဘယ်လောက်ဒီခံစားရလဲဆိုတာဒီဗီဒီယိုမှာတော့ဂျင်ဘက်ထဲကအောင့်ပြီးတော့မျက်ရည်တုံကျခဲ့ရတဲ့ကျောင်းမဲဆရာတော်ကြီးဖြစ်ပါတယ်။အပွဲမှာလည်းတကွဲပြခဲ့လို့မင်းအောင်နိုင်အနေနဲ့ပြည်သူလူထုရဲ့ရှေ့မှာသူ့ရဲ့စစ်ခေါင်းဆောင်တွေရဲ့ရှေ့မှာနေနေငယ်လေးနဲ့ဒီထဲမှာတော့တင်းနေမှာပေါ့ဗျာ။ နည်းနည်းငယ်လေးနဲ့ဖြစ်ခဲ့ရသလိုမျိုးသူလည်းကြောင်မဲဆရာတော်ကြီးရဲ့ပညာရှိပြီးပြီးတကွပြလိုက်ပြီးဖြစ်ပါတယ်။ဒီအသေးမျိုးတွေပြန်လဲမျှဝေပေးတယ်ဖြစ်ပါတယ်။ဒုက္ခဒုက္ခတွေကိုမြင်နေပြီးတော့ခေါင်းကြီးရဲ့မွေးနေ့ဘွယ်လေးကိုတော့မလုတင်တော့ဘူးလို့ခေါင်းကြီးကဆုံးပြလိုက်တာ။အားလုံးသောတရားတွေကမှတွေကိုလည်းအကြောင်းကြားပြီးမလုမလုတော့ဘူး။ဖြစ်စကားနဲ့ပြောရင်တော့ကြားဘူးကြမှာမို့။အိုးဣတလီကြီးကရောမမျိုးကြီးကိုပြီးလောင်နေတဲ့အချိန်မှာ တိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်လုပ်တဲ့ပုဂ္ဂိုလ်ဏိရောဘုရင်ကစောင်းတိမပြတ်ဘူးတဲ့စောင်းတိမပြတ်ဘူးတဲ့။တမိုင်းကြောင်းထဲမှာအဲ့ဒီစကားလေးသုံးပါတယ်။အများပြည်သူတွေကကိုပြေးဒီလွားနဲ့ဒုက္ခရောက်နေကြတဲ့အချိန်မှာဘုန်းကြီးရဲ့ဘာမဟုတ်တဲ့ဝိနေဝဲလေးကိုအကြီးအကျယ်လုပ်နေကြတယ်လို့အထင်ခံမှာဘုန်းကြီးကဆိုရင်အဲ့တော့ဘုန်းကြီးအတွက်ကတော့ကြောင်မဲမျိုးမှာတတ်မှန်ထားတဲ့အတိုင်းမလုပ်နိုင်တဲ့အတွက်နော်ဝန်းနေရတာပေါ့ဗျာ။ ကြောင်မဲ့မျိုးစုမျိုးသားတွေဒီထဲမှာအများကြီးပါပါတယ်။ညာကြီးပါပါတယ်ဟုတ်ကဲ့နော်။နားလို့ဘုန်းကြီးရတာမေတ္တာရထားမှာလေကြောင်မဲ့မျိုးမှာမလုံနိုင်တဲ့အတွက်ဘုလိုကြီးရတော့စကားလေးတစ်ခွန်းပဲမွေးမြေလက်ဆောင်ဖြစ်နေအားလုံးကိုပေးခြင်းနဲ့ဘဝဆက်တိုင်းဆက်တိုင်းမိမိအတွက်နဲ့တခြားပုဂ္ဂိုလ်ကြီးကိုစင်းရယ်စိတ်စင်းရယ်ဖြစ်ရတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်ပါစေနဲ့လို့ ဆူတောင်းကြပါလို့ခွန်ကြီးကတော့ဓမ္မလက်ဆောင်လေးပေးလိုက်ရင်ခွန်ကြီးရဲ့ဝိညာပနာပထာကိုညီုံးထုတ်လိုက်ပါတယ်သူတော်ကောင်းအပေါင်းတို့ရဲ့အားလုံးပဲဒါကတော့ကြောင်မဲဆရာတော်ကြီးအမြဲတမ်းဓမ္မလက်ဆောင်ပေးတဲ့အချိန်မှာတော့ပါဠိလေးထက်ထက်ပြောတတ်ပေမဲ့ဒီတစ်ခါမှာတော့ရှင်းရှင်းလင်းလင်းပြောသွားပါတယ်။ဘဝစတိုင်းစတိုင်းမိမိအတွက်နဲ့အခြားပုဂ္ဂိုလ်တွေကိုစင်းရဲစိတ်စင်းရဲဖြစ်ရတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ပါစေနဲ့လို့ဆုတောင်းကြပါတယ်။ အမျိုးတွေအားလုံးပဲကျွန်တော်ရဲ့ Go Jet Revolution Reaction Channel လေးမှာတော့အတင်းစီစဉ်နေတဲ့ဗီဒီယိုလေးတွေကိုတော့မြန်မာစံတော်ချိန်မနက်7:00နာရီခွဲနဲ့မြန်မာစံတော်ချိန်ညနေ6:00နာရီခွဲမှာဒီစဉ်တနည်းမှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးရောလေးအားပေးပြကြဖို့တောင်းဆိုလိုက်ပါတယ်